ရည်စားရှိတဲ့သူတွေပဲစောင့်ထားတဲ့ပစ္စည်းများကောင်းစဉ်ကရီးစားရှိတဲ့သူတွေနဲ့ပဲသက်ဆိုင်တာဖြစ်လို့ရီးစားမရှိတဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်။နံပါတ်၁အနေနဲ့ကတော့ vibrator ပါ။ကျွန်တော်ပြောတာလက်မှန်တက်တဲ့ vibrator ကိုပြောတာပါ။ဟုတ်ကဲ့။ဒီပစ္စည်းလေးကတော့အဝေးဝရောက်ရှိနေတဲ့သမီးရီးစားတွေအတွက်အလွမ်းတယ်လို့ရမယ့်ပစ္စည်းလေးပဲဖြစ်ပါတယ်။မိတ်ဆွေတို့ကကဘာချင်းချားနေရင်တော့ဒီပစ္စည်းလေးရှိနေရင်အချိန်မရွေးဆက်သွယ်လို့ရပါပြီ။ဒီဘက်ကနေခလုတ်လေးလှမ်းနေလိုက်တာနဲ့ဟိုဘက်ချမ်းမှာမီးလေးလင်းပြီးတော့တုံနေမှာပါ။ ကိုကကိုလက်အားလို့ထိုင်နေနေတော့မှနေရင်ထိုင်ရင်အချစ်ခံရမယ့်ပျက်စီးလေးဖြစ်ပါတယ်။နံပါတ်1နေနေကတော့စုံတွဲကြရင်ပါ။ချစ်သူဘေးနာမရှိရင်အိတ်မပြောဘူးဆိုတဲ့သူတွေအတွက်နှစ်ယောက်စလုံးအိတ်မရမယ့်ကြရင်လေးနဲ့မိတ်ဆက်ပေးကြပါဒီကနေ့လေးကတော့အိမ်လေအတူတူအိမ်ရမှာဖြစ်ပြီးတော့ထရင်လေအတူတူထရမယ်ပုံစံမျိုးပါ။အင်းအဲ့လိုမှမဟုတ်ဘဲနဲ့တယောက်ကအရင်ထသွားမယ်ဆိုရင်တော့ဒါမျိုးဆန်ဒွိချ်လေးဖြစ်သွားနိုင်ပါမယ်။ချစ်သူကိုအိမ်ရထနောက်ကြမှာစိတ်ပူတဲ့သူတွေအတွက်လည်းစောင့်ထားတဲ့ကရင်လေးပဲဖြစ်ပါတယ်။ကိုတော်နှိုးစရာမလိုဘဲနဲ့သူ့လိုလိုထလာ နံပါတ်3လနေ့ကတော့ Zone 2 application ပါဒီ application လေးကတော့ကိုချက်သူဘယ်အချိန်မှဘယ်သွားပြီးဘာလုပ်တယ်ဆိုတာကိုတိတိကျကျဖော်ပြပေးမယ့် application လေးပဲဖြစ်ပါတယ်စိတ်မချရတဲ့ချက်သူကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ရှိထားတဲ့ application လေးပါဒီ application လေးက function လေးတော်တော်စုံပြီးတော့ကောင်းမိုင်းဘလောက်နဲ့မောင်းနေတယ်ဆိုတာအစားလှမ်းကြည့်လို့ရနိုင်တယ်။အဲဘလောက်တောင်မှစုံတယ်လဲဆိုရင်ဖုန်းအားဘလောက်ရှိတယ်ဆိုတာကအစားအတိုင်းသားမြင်နေရမှာပါ။ဆိုလိုချင်တာကတော့ဖုန်းအားကုန်တော့မယ်ဆိုရင်လိန်စင်တီကအလုံးမဖြစ်တော့ဘူးဆိုတဲ့သဘော။ ဒီ application ကိုလူကြီးမင်းတို့ရဲ့ရည်စားတာတည်သွားရင်တော့စိတ်မကောင်းဘူးလို့ပဲပြောချင်ပါတယ်။စကားမစား Apple product တွေကိုကပ်ပယ်ကင်ကျင်နေဆိုရင်တော့တနည်းအားဖြင့်မှာပဲဈေးတတာဆောင်နဲ့ရရှိနိုင်မယ်။ IC mobile လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဆိုင်လေးမှာဆိုရင်တော့ Apple second hand product တွေကိုတနည်းအားဖြင့်မှာယုံကြည်စိတ်ချဆောင်နဲ့ဝယ်ယူအားပေးနိုင်ပါတယ်။အရေးကြစနစ်နဲ့ဝယ်ယူခြင်းတဲ့သူတွေအတွက်လည်း rent ကိုစနစ်နဲ့အရေးကြဝယ်ယူနိုင်ပါတယ်။ဆိုင်လေးစာလေးကတော့အမှန်ကုန်စမ်းကြောင်းဗဟုလမ်းမပေါ်နဲ့ဓမိကဝရီလမ်းထိပ်မှာတည်ရှိပါတယ်။အိုင်းဆုံးမဟုတ်ပါဘူး။အိုင်းစီပါ။ ။နမတ်လေးနေနေကတော့ဇုံတွဲလက်ပတ်ကျူးပါ။ကိုချစ်သူပြောက်သွားမှာကိုအင်မတန်ဆိုးရင်တဲ့သူတွေအတွက်ဆောင်းထားတဲ့လက်ပတ်ကျူးလေးပဲဖြစ်ပါတယ်။လူကြားနဲ့တွားရင်ဘယ်ကိုပြောက်ပြောက်သွားမှန်းမသိလို့လိုက်ရှာနေရတဲ့ဒုက္ခတွေကိုလည်းထပ်ပြီးပူစရာမလိုတော့ပါဘူး။ဒီလက်ပတ်လေးကိုတယောက်တစ်ခုစီပတ်ထားလိုက်ရုံနဲ့လူအုပ်ကြီးတဲ့ကြိုက်စလူရှောက်သွားလို့ရပါပါတကယ်တော့ဒီလက်ပတ်ကဇုံတွဲရီအတွက်ထုတ်ထားတာမဟုတ်ပဲနဲ့ကလေးတွေပျောက်သွားမှဆိုလို့ကလေးတွေအတွက်ထုတ်ပေးထားတာဖြစ်ပါတယ်ဒါပေမဲ့အာရှတစ်ခွင်မှာတော့ဒီလက်ပတ်တွေကိုအတွဲတွေရိုဘိုးဆိုပြီးတော့အသုံးပြုနေပါတ ။အဲဒါကိုလူကြီးမင်းတို့ကသူတို့ထပ်ပို့ပြီးရိုးပြချင်တာဆိုရင်တော့ငွေလက်ကောက်လေးတွေလည်းရရှိနိုင်ပါပဲ။နံပါတ်9အမည်ကတော့ဇုံတွဲအိမ်တာပါ။တန်းစင်ကန်းဝင်ရင်တော့မှရီးစားနဲ့မခွဲနိုင်ဘူးဆိုတဲ့သူတွေအတွက်လည်းအိမ်သာနီးတစ်လုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဒီအိမ်သာလေးကတော့တယောက်မျက်နှာတယောက်ဒစင်းလေးထိုင်ကြည့်ပြီးတော့ဘုံကိုအပြိုင်ကျဲရမယ့်အိမ်သာမျိုးပါ။ဒီအိမ်သာလေးကမခွဲနိုင်မခွာနိုင်ဖြစ်နေတဲ့သမီးစားတွေကိုတယောက်ဖို့တသက်ဖန်တီးထားခဲ့တာဖြစ်ပါတယ်။ ါကြောင့်သမီးကြီးစားတွေအနေနဲ့ကိုကြီးစားကိုတကယ်ချစ်မချစ်သိကျင်နေဆိုရင်တော့ဒါမျိုးအပြိုင်သာဘုံကျဲကြီးကြဖို့အကြံပေးချက်ပါအဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်